နေ့မှာတော့အမရတပါးကြီးကိုပိုင်လန်းစင်အပိုင်း135ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မဟူရချက်ဝက်နှစ်ဆိုးတက်စခန်းစီကနေဝက်လင်းထွက်သွားခဲ့တာဆိုရင်အခုချိန်ဆို6လလောက်ကုန်ဆုံးသွားခဲ့ပြီဖြစ်တာကြောင့်ဟူဖောင်တယောက်စိုးရိမ်ပူပန်မှုတွေနဲ့ဒီငိမ်မှုပျောက်ဆုံးနေရပါတယ်။ဘိုးဘေးဖြစ်သူဟာအခုချိန်ထိပြန်ရောက်မလာသေးလို့စိတ်ပူပန်နေရတာဖြစ်တယ်လို့တက်စခန်းမှာဝက်လင်းမရှိဘဲဆက်နေရင်စစ်မာရန်နဲ့သူ့ရဲ့လက်အောက်ငယ်သားတွေကအနိုင်ကျင့်ပြဿနာရှာမှာကိုအထူးစိုးရိမ်နေခဲ့ရပါတယ်။ ဒါကြောင့်ပြင်းမဖြစ်မလာခင်စစ်ပြေလောက်ကြရအောင်ဆိုပြီးရှီဆန်းကိုတိုက်တွန်းကြည့်လိုက်ပေမဲ့ဘိုးဘေးဆရာအပေါ်မှာတစ္ဆာရှိလွန်းသူကြီးကလက်ခံခြင်းမရှိခဲ့ပါဘူး။ရှီဆန်းကဝက်လင်းစကားကိုယုံကြည်မှုအပြည့်ရှိပြီးသူမရှိတဲ့အချိန်မှာတက်စခန်းကိုစောင့်ရှောက်ဖို့နဲ့အပြင်းမထွက်ကြဖို့အမိန့်ပေးထားခဲ့တာကြောင့်တစ္ဆာရှိစွာနာခံမယ်လို့ပြန်ပြောလိုက်ပါတယ်။ဒါကိုကြားတော့ဟူဖောင်လဲရှီဆန်းကိုခေါင်းမကြောင်ပြောဆိုပြီးစိတ်မရှိစွာနဲ့ကို့ဘာသာလွတ်မြောက်ဖို့တယောက်တည်းထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဟူဖောင်းထွက်ပြေးနေစမှာပဲစစ်မရဲ့ရောက်ရှိလာပြီးစစ်စခန်းကနေထွက်ပြေးသူဖြစ်တဲ့မက်ကဖမ်းဆီးချုပ်နှောင်ထားလိုက်တော့ရှီဆန်းလဲကဲတင်ပေးဖို့ဝင်ရောက်တိုက်ခိုက်လာပေမဲ့စစ်မရန်ကအလွယ်တကူတားဆီးလိုက်နိုင်ပါတယ်ဟူဖောင်းဟာတက်စခန်းကနေထွက်ပြေးတာမျိုးမလုပ်ရဘူးဆိုတဲ့ပထမစီးမင်းကိုချိုးဖောက်လိုက်တာဖြစ်တယ်လို့ရှီဆန်းကလည်းရှစ်ချက်မြောက်ဖြစ်တဲ့အထက်လူကြီးကိုပြန်လဲတိုက်ခိုက်ရဲလို့စစ်မာရန်ကအသေးသက်ဖို့ဆုံးဖြတ်ပြီးဖြင်းညစ်ပစ်လိုက်ပါတယ် ဲ့ဒီအခါရှီဆန်းကသူတို့နှစ်ယောက်ဟာဘိုးဘေးဝက်လင်းရဲ့ငယ်သားတွေသာဖြစ်ပြီးတခြားလူတွေအနေနဲ့ဝင်ရောက်ဖြစ်ပေးခွင့်မရှိကြောင်းခုခံပြောဆိုလိုက်တော့စစ်မာယန်ကဝက်လင်းကလည်းခွင့်ပြုချက်မရှိဘဲတက်စခန်းအပြင်ကိုအချိန်ကြာကြီးထွက်သွားလို့စီမင်းချုပ်ဖောက်ထားတယ်ဆိုပြီးပြန်ပြောလာပါတယ်။ဒါအပြင်ဝက်လင်းကိုလည်းတက်မှုရာဒူးနေရာကနေတာဝန်ရဲဆဲလိုက်ပြီးဖြစ်လို့ပြန်လာတဲ့အခါကျရင်အပြစ်ပေးခံရလိမ့်မယ်ဆိုပြီးနေထိုင်ရာအိမ်တော်ကြီးကိုလည်းမီးလောင်တိုက်သွင်းလိုက်ပါတော့တယ်။ ရှီဆန်းလဲသူ့ကိုပဲတပစ်ချင်းတပစ်လိုက်လို့ရမယ်ဘိုးဘေးဆရာကိုတော့စော်ကားတာမျိုးမလို့ရဘူးဆိုပြီးခန္ဓာကိုယ်ကွန်အားအသုံးပြုတဲ့လက်သီးတစ်ချက်အာကုန်ပြေးထိုးလိုက်ပါတယ်စစ်မာရန်ကဒီတိုက်ခိုက်မှုကိုအလွယ်တကူဟန်တားနိုင်ခဲ့ပြီးရှီဆန်းကိုတတ်ဖို့ကြိုးစားတဲ့အချိန်ကံကောင်းစွာနဲ့တက်မှုအသေးရောက်ရှိလာပြီးဂျားဝင်ဟန်တားလိုက်တာကြောင့်ရှီဆန်းတယောက်အသက်ရှင်ခွင့်ရရှိသွားခဲ့ပါတော့တယ် တစ်ဖက်မှာတော့သတိပြန်ရလာတဲ့ဝက်လင်းတယောက်ဥယင်ဆောင်ငယ်တွင်မှာအချိန်ကြာကြီးအိပ်ပျော်သွားခဲ့ရတာကိုပြန်သတိရမိလိုက်တဲ့အခါအယံအံ့ဩသွားခဲ့ရပြီးသူဘလောက်အိပ်ပျော်နေခဲ့တယ်လဲဆိုတာကိုတေချာမတွက်ချက်နိုင်ခဲ့ပါဘူး။ဒါအပြင်ခန္ဓာကိုယ်တစ်ခုလုံးမှာအာရင်ပြည့်ဖြိုးနေလျက်ရှိပြီးစစ်ဆေးကြည့်တဲ့အခါမှာလည်းတရေသားပြောင်းလဲခြင်းပြိဝအဆင့်ထိချိုးဖြတ်တက်ရောက်သွားပြီးဖြစ်တာကြောင့်အယံအံ့အသင့်သွားခဲ့ရပါတယ်။ကောင်းကင်ဘုံတေးရတစ်စက်ကကြင်ကြံမှုတစ်ခုလုံးကိုရုပ်ချင်းမြင့်တက်သွားစေမှန်ဝန်လင်းသဘောပေါက်လိုက်တဲ့အခါမှာတော့ကျန်တဲ့ကိုယ်ဆက်ကနောက်တစ်ချိန်အသုံးဝင်လာလိမ့်မယ်ဆိုပြီးတင်းယူခဲ့လိုက်ပါတယ်။ ဲ့ဒီနောက်ဂူအိန်တို့ပြင်ဘက်ကိုဝလင်းပြန်ထွက်လာခဲ့ပြီးပထမဆုံးအနေနဲ့ကြင်ကြံမှုမြင့်တက်သွားပြီဖြစ်လို့ရောင်ရှင်းရှယ်ရဲ့ဒေါ်လောင်အိတ်တွေကိုဖွင့်လှစ်ကြည့်ဖို့ထပ်မံစူးစမ်းလိုက်ပါတော့တယ်ပထမဆုံးအိတ်မှာမူလပိုင်ရှင်ရဲ့နဲ့အသိစိတ်ရှိနေပေမဲ့ဝလင်းရဲ့တားမြစ်ချက်ကျွမ်းကျင်မှုတွေကြောင့်အလွယ်လေးဖြစ်စီးပြစ်လိုက်နိုင်တယ်လို့အထဲဘက်မှာတော့ကောင်းကင်ဘုံကြောက်စိမ့်အမြောက်အများကိုမြင်တွေ့လိုက်ရပါတယ်ဒီလောက်များတဲ့အရေးအတွက်မျိုးနဲ့ဆိုရင်အာနာတက်ချင်းအဆင့်ထိကိုအမြန်ရောက်ရှိစေနိုင်တာကြောင့်ထိပေါက်သွားသူကြီးလဲဝမ်းမြောက်စွာနဲ့နောက်တဲ့အိတ်ထက်ယူကြီးလိုက်ပါတော့တယ် ကျန်တဲ့အိတ်တွေထဲမှာတော့ခန္ဓာကိုယ်အကာအကွယ်ဖြစ်တဲ့သွေးဆောင်များစွာပြင်အစ်လာအတုလာမသိတဲ့သွေးဝိညာဉ်ဆေးလုံးတွေကိုလည်းအများကြီးမြင်လိုက်ရသလိုဒီနေရာကြီးကိုဝင်ထွက်သွားလာနိုင်တဲ့သွေးတန်လိုက်အိမ်မြောင်ကိုလည်းထပ်မြင်လိုက်ရပါသေးတယ်။နောက်ဆုံးအိတ်တလုံးကိုဖွင့်ဖို့စူးစမ်းလိုက်တဲ့အခါမှာတော့အဲ့ဒီအိတ်အပေါ်မှာသွေးပိုးပေးကြီးကိုယ်တိုင်ဓာမြင့်ချက်ခင်းကျင်းထားတဲ့အပြင် net တိစိတ်ကတ်တွေထားလို့တက်ပြက်လိုငွေတွေကိုခန်းစားမိလိုက်ရပါတယ်။ အပြင်းလူတယောက်ကအတင်းကျပ်ဖွင့်ဖို့ကြိုးစားတဲ့အခါကျရင်ချက်ချင်းတည်ဆုံသွားနိုင်တာမို့သွေးပိုးပေးကြီးစီမှာနီလန်ကောင်းတွေရှိနေတာပဲဆိုပြီးဒီအတိုင်းပြန်သိမ်းထားလိုက်ပါတယ်။ဒါအပြင်ဒီနေရာမှာလည်းရောင်ရှင်းရှယ်ဖန်တီးပြုတ်လုထားတဲ့နေရာကူးပြောင်းအစီရင်တွေရှိနေတယ်လို့ပုံစံအနေထားကလည်းသိမကြသေးခင်ကမှထွင်းထုတ်ထားခဲ့တာဖြစ်နေပါတယ်။သွေးပိုးပေးကြီးကတမိဖြစ်သူကိုဒီနေရာစီဝင်ခိုင်းထားတာဖြစ်ပြီးအစီရင်ကိုလည်းတခါတည်းခင်းကျင်းခိုင်းထားတာဖြစ်လို့နောက်ပိုင်းကျရင်သွေးမျိုးနွယ်စုဘက်မှတက်ကူတွေရောက်လာနိုင်တယ်ဆိုတာဝန်လင်းသဘောပေါက်သွားခဲ့ပါတော့တယ်။ အစီရင်ကိုအခုဖြစ်စီပြစ်လိုက်မယ်ဆိုရင်တဖက်လူတွေသတိထားမိသွားမှာဖြစ်လို့ဝလင်းကတားမြစ်အလံထုတ်ယူရင်တိနေရကူးပြောင်းအစီရင်ကြီးကိုတားမြစ်တင်ကြေရတွေနဲ့ပြောင်းလဲမှုပြုပေးထားလိုက်ပါတယ်။သွေးမျိုးနွယ်စုတွေဒီနေရာစီဝင်ရောက်လာတဲ့အခါကျရင်အံ့အားသင့်စရာလေးတွေနဲ့မိတ်ဆက်ပေးရသေးတာပေါ့ဆိုပြီးဝလင်းတယောက်အကြံစီထုတ်ပြီးတာနဲ့တက်စခန်းစီကိုအ мян ပြန်ထွက်လာခဲ့ပါတော့တယ်။မဟူရချက်ဝတ်တက်စခန်းထဲမှာတော့တမူးအစ်စ်ခန့်အထားပြီးပြီဖြစ်တယ်လို့စစ်မာရန်ကလက်ရှိတမူးအစ်စ်နဲ့လိုက်ရောညီထွေမှုရှိနေတဲ့အချိန်သူ့နေရာကပိုင်ရှင်ပြောင်းသွားပြီပေါ့ဆိုတဲ့စကားတခွန်းနဲ့အတူ ကောင်းကင်တစ်ခုလုံးတိမ်မဲတွေဖုံးအုပ်လာခဲ့ကအရှိန်ဝါကြီးတစ်ခုစတင်ဖိနှိပ်လာခဲ့ပါတော့တယ်။စစ်မာရန်ကဝက်လင်းဘလို့ပြန်ရောက်လာတာလဲဆိုပြီးမယုံကြည်နိုင်ဖြစ်နေရသလိုတမူအစ်စ်ကလည်းသူ့ရဲ့လက်ရှိယာဒူးကိုပြန်ပေးရမှာစိုးရိမ်တဲ့အတွက်ဝက်လင်းကိုကျူးကျော်သူဖြစ်တမတ်လိုက်ပြီးတရင်လေးခုစလုံးကိုတိုက်ပွဲခေါ်တံပြုကိုင်းလိုက်ပါပြီ။တရင်လေးခုစုပေါင်းလိုက်တဲ့အခါပုံစံတူအကာအကွယ်၅ခုဖြစ်ပေါ်လာပြီးဒီအချိန်မှတောင်ဝက်လင်းကအေးဆက်တိငိတ်နေသေးတာမို့စစ်မာရန်ကနတ်ဆိုးသားရဲကြီးတကောင်နဲ့စတင်တိုက်ခိုက်စေလိုက်ပေမဲ့အကြီးတစ်ချက်အောက်မှာပေါက်ကွဲပျက်စီးသွားခဲ့ရပါတယ်။ ဒါအပြင်အကာအကွယ်တွေပျက်စီးသွားပြီးတရင်လေးခုစလုံးကိုလည်းအနောက်လွင့်ထွက်စေကပုံစံပြည့်ရင်းသွားစေခဲ့တာကြောင့်ဝက်လင်းရဲ့လက်ရှိကျင့်ကြံမှုအဆင့်ကိုတမူအစ်စ်လည်းထိတ်လန့်တုံလှုပ်သွားရပါပြီ။ဝက်လင်းရဲ့အရှိန်ဝါဖီအားတွေဟာနဆိုးစစ်သူကြီးနဲ့နှိုင်းရှင်းနိုင်စွမ်းရှိတဲ့အတွက်ရောက်ရှိလာတဲ့အကြောင်းအရင်းကိုအရင်ဆုံးမင်းမြန်းကြည့်လိုက်ရပြီးဝက်လင်းကတက်စခန်းတဲကနေအချိန်တစ်နှစ်ကြာအောင်ထွက်သွားမိခဲ့တာဖြစ်လို့တောင်အင်းရဲ့ဆိုင်ခံလိုက်ရပြီဖြစ်ကြောင်းကြိုးရှင်းပြပေးလိုက်ရပါတယ်။ ီအချိန်ကြာမှာဝလင်းလဲဝိဇ္ဇနကူအိမ်တော်ထဲမှာတနစ်ကြအောင်အိပ်ပျော်သွားခဲ့တာဖြစ်မှန်သေချာသိလိုက်ရပြီဖြစ်လို့တက်စကန်ကိစ္စတွေထက်သူ့ရဲ့နောက်လိုက်တွေအခုပဲရောက်နေလဲဆိုပြီးအေးဆက်စွာမေးလိုက်ပါတယ်။တမှုအစ်စ်ကလည်းအခုနောက်ဆုတ်ပေးလိုက်ရင်တက်သားတွေအရှိမမျက်နှာပြက်စရာဖြစ်နိုင်လို့လိမ့်နဲ့သားရဲကြီးတကောင်ကိုထုတ်ဖို့တိုက်ခိုက်လိုက်ပေမဲ့မင်းရဲ့လက်ခွန်ကြီးကခိုင်ခဲမှုမရှိသေးဘူးဆိုပြီးဝလင်းရဲ့ခြေတစ်ချက်နင်းချေမှုအောက်မှာအပိုင်းပိုင်းပောက်ကွယ်သွားခဲ့ရပါတော့တယ်။ ီအချိန်ကျမှဝက်လင်းဟာတရေသားပြောင်းလဲခြင်းပြည်ဝအဆင့်ဖြစ်နေမှနားလဲသွားခဲ့ကြသလိုဝက်လင်းကစစ်မာယံကိုဖမ်းချုပ်ဆွဲယူပြစ်လိုက်ပြီးအချိုးချောင်းမိတဲ့အခါစစ်မာယံကရှီဆန်းတဲ့ဟူဖောင်တို့ဟာထွက်ပြေးပျောက်ကွယ်သွားကြတယ်လို့လင်ညာပြောပြလိုက်တော့မယုံကြည်တဲ့သူကမျက်ညံတွေကိုအတင်းကျပ်ရှာဖွေကြည့်လိုက်ပါတယ်။ရှီဆန်းကိုစစ်မာယံတပ်ပစ်တော်မဲ့အချိန်တမှုအသေးရောက်ရှိလာပြီးခန္ဓာကိုယ်ကွန်အားကျဉ်းကျဉ်သူတွေကိုနဆုစစ်သူကြီးကအလိုရှိနေတဲ့အကြောင်းအဲ့ဒီနောက်မှာတော့ရှီဆန်းကိုမြို့တော်စီဖမ်းဆီးသွားကြကအချင်းထောင်ထဲမှာနှိပ်စက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါကိုတိသွားတဲ့အခါဝလင်းတယောက်ဒေါသထွက်စွာနဲ့စစ်မာရန်ဆိုတဲ့ကောင်ကိုချက်ချင်းတပစ်လိုက်ပြီးစိတ်ဝိညာဉ်ကိုလည်းဝိညာဉ်အလံအတွက်ဖြည့်ဆွတ်စာလုပ်ပေးလိုက်ပါတော့တယ်။အဲ့ဒီနောက်ဒီနေရာတစ်ခုလုံးကိုဖိအားထက်တိုးပေးလိုက်ပြီးရှီဆန်းကိုဘယ်နေရာမှာချုပ်ထားရလဲဆိုပြီးအေးဆက်စွာမေးလိုက်တော့နဆိုးစစ်သူကြီးဟာခန္ဓာချင်းကြံသူတွေကိုအုံပြုစရာလေးရှိနေလို့အိမ်တော်မှာဖမ်းချုပ်ထားတယ်ဆိုပြီးဟဲကွင်းရှင်းပြပေးလိုက်တယ်လို့ရှီဆန်းကိုလိုချင်ရင်စစ်သူကြီးစီမှာကိုယ်တိုင်သွားတောင်းခိုင်းလိုက်ပါတယ်။ ဟဲကွင်းကရှီဆက်သက်ကိုတကြင်ကဲတင်ပေးခဲ့လို့အကျိုးနဲ့အဖြစ်တွေကိုခြေဖြတ်ပေးလိုက်ပြီးဆိုပြီးလွမြောက်ခွင့်ပေးလိုက်တော့နဆိုးစစ်သူကြီးကတကားပိတ်ကျင့်ကြံနေလို့သွားနောက်ရှက်ရင်ချွင်းချက်မရှိအသက်ခံရလိမ့်မယ်ဆိုပြီးဟဲကွင်းလည်းလန်းတရီပေးလိုက်ပါတော့တယ်။အိန်နိုစီရောက်လာတဲ့အခါနေရာကူးပြောင်းအစီရင်တွေကိုပိတ်ပင်ထားကြတဲ့အတွက်အထဲဝင်ကျင်နေဆိုရင်ရှီဟောင်းနဆိုးမျိုးရဲ့အရှိတ်ဘက်တကား၆ချက်ကိုဖောက်ထွက်ရမှာဖြစ်ပါတယ်။ တကားဆောင်တွေကလည်းစစ်သူကြီးအမိန့်ပေးထားတဲ့အတွက်ခြေတလန်းကျူးကျော်ရင်ချွင်းချက်မရှိတက်ပြစ်မှာဖြစ်ကြောင်းသတိကြိုပေးထားကြတဲ့အခါနဆိုးစစ်သူကြီးကိုတွေးခွင့်တောင်းဆိုပါတယ်ဆိုပြီးဝလင်းကစကားတခွန်းကိုမျိုးတစ်ခုလုံးချရတဲ့အထိကျဲလောင်စွာပြောဆိုလိုက်ပါတော့တယ်။ရှီဆန်းနဲ့ဟူဖောင်တို့ကိုမျိုးတော်စီသူခေါ်လာပေးခဲ့တာဖြစ်တယ်လို့အန်ဒီရဲ့ဖြစ်အောင်လဲသူကိုယ်တိုင်လုပ်ခဲ့မိတာဖြစ်လို့ဝလင်းကနဆိုးတက်စခန်းရဲ့စီးမင်းတွေကိုစန့်ကျင်ပြီးစစ်သူကြီးကိုစိန်ခေါ်တဲ့အခါကျရင်သူကန်ကြမာကဘလို့ဖြစ်လာမလဲဆိုတာတေချာတွက်ချက်နေခဲ့ပါတယ်။ လူငယ်လေးနှစ်ယောက်ကြောင့်အင်အားကြီးတဲ့အဖွဲ့အစည်းကိုအပြစ်ပြုမိရမှာဆိုတဲ့ကိစ္စဟာကြင့်ကြံသူတွေအတွက်တော့အတိတ်ပဲရှိတဲ့ကိစ္စဆိုပေမဲ့ဝလင်းကသူ့အပေါ်တစ္ဆာရှိသူတွေကိုလူသားဆန်မှုပြန်လည်ထုတ်ပြတတ်ပါတယ်။အကြောင်းကိစ္စတစ်ခုကိုလုံးတင်လားမလုံးတင်ဘူးလားဆိုတာထက်ကိုလေးပြကိုလုံးမိုးကသာဝလင်းအတွက်အရေးကြီးဆုံးဖြစ်တာကြောင့်အခုချိန်မှလည်းအဆောင်တွေရဲ့ဓာမြင့်မှုတွေကြားကနေမြို့တကားကြီးကိုစတင်တိုက်ခိုက်လိုက်ပါတော့တယ်။ မြို့တကားကြီးပျက်စီးသွားတဲ့အခါကျူးကျော်သူဝင်ရောက်လာတယ်ဆိုပြီးတပ်သားအကုန်လုံးစုပေါင်းတိုက်ခိုက်လာကြတော့ဝန်လင်းဘက်ကကောင်းကင်ဘုံသားနဲ့ချက်ချင်းဖြက်စီးပစ်လိုက်ပြီးသူဆိုတဲ့လူကတခြားကြင်ကြံသူတွေလိုမျိုးခန်းစားချက်ကင်းမဲ့သူမဟုတ်လို့ရှီဆန်းကိုဒီနေ့မကဲနိုင်ဘူးဆိုရင်သူ့ရဲ့ကြင်ကြံမှုလမ်းစဉ်ဟာအတိတ်ပဲရှိတော့မှာမဟုတ်ဘူးဆိုပြီးစိတ်လိုက်မှန်ပါထိုးဖောက်လာခဲ့ပါတော့တယ်။တကား6ခုလုံးကိုအချိန်တိုလေးအတွင်းဖြက်စီးဝင်ရောက်လာခဲ့ပြီးနဆိုးတပ်သားတွေလည်းတားဆီးနိုင်ခြင်းမရှိကြသလိုရှူလီကောကလည်းကောင်းကင်ဘုံသားတွင်းကနေစိတ်လှုပ်ရှားစွာတိုက်ခိုက်ပေးနေခဲ့ပါတယ်။ ဒီလိုနဲ့ငါးခုမြောက်တကအထိဖြည့်ဆည်းပြီးသွားတဲ့အခါစီရီအကြံပေးချုပ်ကမင်းပါလို့ချင်နေတာလဲဆိုပြီးဝလင်းကိုတားဆီးလိုက်တာကြောင့်ရှီဆန်းအတွက်တရားမျှတမှုပြန်ရှာပေးခြင်းလို့စစ်သူကြီးနဲ့တွေးခွင့်ရခြင်းနဲ့ဆိုပြီးတင်းငိမ့်စွာပြန်ဖြေလိုက်ပါတယ်။ဒီစကားကြတော့မြို့တကားကိုဖြည့်ဆည်းတက်သားတွေကိုထိခိုက်တံရဖြစ်စေပြီးနဆိုးမျိုးတစ်ခုလုံးနဲ့ရန်သူဖြစ်လာစေနိုင်တဲ့ကိစ္စကြီးတစ်ခုလုံးဟာပရိသတ်တကောင်လို့နောက်လိုက်တူအတွက်ကြောင့်လာဆိုပြီးအကြီးကဲဖြစ်သူလဲအရန်တော်သားထွက်သွားခဲ့ရပါတော့တယ်။ ။ဘာပဲဖြစ်ဖြစ်အတင်းရဲစွာကျူးကျော်ဝင်ရောက်လာသူကိုစီးမြင့်တိုင်အပြစ်ပေးရလိမ့်မယ်ဆိုပြီးတခြားတပ်မှု9ယောက်လုံးကစူပေါင်းဆွမ်းအဖန်တီးလိုက်ပြီးမိခိုးရောင်ငကားကြီးတကောင်နဲ့စတင်တိုက်ခိုက်လာခဲ့တာကြောင့်ဝလင်းဘက်ကလည်းမရနာလက်ချောင်းအတက်ကိုပြန်လဲထုတ်သုံးလိုက်ပါတော့တယ်။လူတယောက်ရဲ့နဆိုးဆွမ်းအင်တစ်ခုဟာစူပေါင်းတက်ဖွဲ့တစ်ခုလုံးကိုအနောက်လွင်ထွက်သွားစေခဲ့ပြီးငကားတိုက်ကွက်ကြီးကိုလည်းပောက်ကွဲပျက်စီးသွားစေခဲ့တဲ့အပြင်တွေးအန်လွင်ထွက်သူတွေကိုထပ်မံကျော်ဖြစ်လာခဲ့ကနောက်ဆုံးတကားကြီးကိုဖျက်ဆီးပစ်လိုက်ပါတော့တယ် မီယနာလက်ချောင်းကလက်တီးချက်နှစ်ခုကိုထိုးပေါက်ကြော်ဖြတ်သွားခဲ့ပြီးစစ်သူကြီးရဲ့တိုက်ခိုက်မှုရောက်လာတဲ့အခါကျမှရုတ်ချီးပျက်စီးသွားခဲ့ရတဲ့နောက်မတွေ့ရတဲ့အချိန်လေးအတွင်းမှာဝမ်လင်းကတရေသားပြောင်းလဲခြင်းနှောင်းပိုင်းအဆင့်ထိရောက်ရှိသွားနိုင်ခဲ့တယ်ဆိုတဲ့ချီးကျူးစကားတစ်ခုနဲ့အတူမော်လီဟိုင်လူလုံးထွက်ပြလာခဲ့ပါတယ်။ဒါပေမဲ့ဒီလိုအစွမ်းထက်လာမှုကတည်တံပေးခံရမှုကနေလွတ်မြောက်နိုင်ဖို့မလုံလောက်သေးကြောင်းပြောတော့ ဝမ်လင်းကနဆိုးစစ်သူကြီးနေကောင်းရဲ့လားဆိုပြီးအေးဆက်စွာပြန်မေးလိုက်တဲ့အခါတစ်ဖက်ကလည်းဒီနေရာကြီးတစ်ခုလုံးကိုပြိုလဲပျက်စီးသွားစေနိုင်တဲ့နဆိုးပင်လဲလိုင်းတရအကွက်ကိုစတင်ထုတ်သုံးလာခဲ့ပါတော့တယ်။ဒီတိုက်ခိုက်မှုကိုဝမ်လင်းတောင်းခံနိုင်တဲ့အခါကျမှသူ့ရှိမှစကားဆက်ပြောဖို့အရေးချင်းရှိလိမ့်မယ်ဆိုပြီးဖိအားပေးလာတဲ့အခါဝမ်လင်းကလည်းရှင်တန်ချင်းစီးတစိမ့်တွေနဲ့ဒါစီကကွယ်ထားပေမဲ့လိုင်းတရဆွမ်းအားကလက်သီးဆန္ဒဆဲချက်ထက်ပုံမအားကောင်းနေမှန်သဘောပေါက်သွားခဲ့ပါတယ်။ မင်းရဲ့လှုပ်ဝက်ချက်တွေကိုအကုန်ထုတ်ပြဆန်းဆိုပြီးစစ်သူကြီးဘက်ကဖိအားထက်တိုးလိုက်တဲ့အချိန်ဇင်းကြံဆက်နှစ်ခုမှဝလင်းဆုပ်ယူနိုင်ခဲ့တဲ့ရွှေရောင်ဆောင်တွေကအလိုလိုအသက်ဝင်လာခဲ့ပြီးမူလစိတ်ဝိညာဉ်တစ်ခုလုံးကိုစတင်ဝင်ရလာခဲ့တာကြောင့်ဝလင်းလည်းဒီရွှေရောင်တင်ကြရတွေဟာခန္ဓာကိုယ်အကာအကွယ်ဖြစ်ရမယ်ဆိုပြီးထုတ်သုံးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ပင်လယ်လိုင်းကြီးတွေဝလင်းစီစတင်ဖုံးအပ်လာတဲ့အချိန်တစ်ဖက်ကလည်းမူလစိတ်ဝိညာဉ်ကိုလုံးဝဖွင့်ထုတ်လိုက်ပြီးဖြစ်လို့ရွှေရောင်ငကားကြီးတစ်ကောင်ရုတ်ချီထွက်ပေါ်လာခဲ့ပြီးတိုက်ခိုက်မှုအကုန်လုံးကိုဖျက်ဆီးပစ်လိုက်တာကြောင့်မော်လီဟိုင်းတယောက်အနောက်ဆုတ်ပေးလိုက်ရပါတယ်။ ဒီတိုက်ခိုက်မှုဟာထိမှတ်ထားသလိုအရန်ဆွမ်းအားကြီးပေမဲ့ရှင်တန်ချင်းစီးတစိမ့်ကိုအလွန်အားကုန်စေတာကြောင့်စစ်တိုက်သုံးလို့မရမှန်ဝန်လင်းနားလဲသွားခဲ့သလိုစစ်သူကြီးကလည်းဝလင်းရဲ့အဆောင်တင်ကြရတွေမှာပြောင်းလဲမှုတွေထက်ရှိနေသေးလားဆိုပြီးတိုက်ခိုက်ချင်းစိတ်ပုံမပြင်းထန်လာခဲ့ရပါပြီ။နဆိုးစစ်သူကြီးကတိုက်ပွဲစားလောင်သူဖြစ်ပေမဲ့ဝလင်းကတော့ရှီဆန်းအသက်ရှင်နေသေးသလားဆိုတာစိုးရိမ်စိတ်ဖြစ်နေရတဲ့အတွက်စစ်သူကြီးကသူတို့တိုက်ခိုက်ပြီးတဲ့အခါကျရင်အကုန်ပြောပြပေးမယ်ဆိုပြီးလိုင်းတရာပြေးလွှားခြင်းဆိုတဲ့ဒုတိယတိုက်ခိုက်မှုကြီးတစ်ခုကိုထပ်မံပြုလုပ်လိုက်ပါတော့တယ်။ ဒါကိုမြင်တော့နဆိုးစစ်သူကြီးရဲ့လက်သီးဆန္ဒစင်မျိုးနဲ့ဒီအလိုင်းတိုက်ခိုက်မှုတွေဟာဘသူကမှအလျှော့ပေးခြင်းစိတ်မရှိတဲ့တိုက်ခိုက်လို့စိတ်ရှိမှုကိုအထူးပြုကျင့်ကြံထားတာဖြစ်တယ်လို့ယုံကြည်မှုကြီးမားတဲ့အခါစွမ်းအားပိုကောင်းလာလိဖြစ်မှန်းဝက်လင်းသဘောပေါက်သွားခဲ့တာကြောင့်လောင်းကြီးတစ်ခုထည့်ရမယ်ဆိုပြီးမော်လီဟန်ရဲ့ယုံကြည်မှုကိုဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ် ်စစ်သူကြီးကလည်းဝလင်းသာသူ့ကိုတက်ပြစ်နိုင်မယ်ဆိုရင်ကြီးကြီးနက်နက်အသေးခံလိုက်မှာဖြစ်ကြောင်းစိတ်လှုပ်ရှားစွာပြောနေသလိုစစ်သူကြီးရဲ့နောက်ဆုံးတိုက်ခိုက်မှုတွေကိုဘယ်သူမှခုခံတားဆီးနိုင်ခြင်းမရှိခဲ့ဘူးတာကြောင့်ဝလင်းလိုအစွမ်းထက်သူတယောက်တေးကြီးပျက်စီးသွားရမှာကိုတက်မှုတချို့စိတ်မကောင်းဖြစ်နေခဲ့ကြပါတယ်။ဒါပေမဲ့ဝလင်းဟာစီမင်းချိုးဖောက်ခဲ့သူဖြစ်လို့ဒေဖို့ထိုက်တန်နေဆိုပြီးအမျိုးမျိုးပြောနေခဲ့ကြတဲ့အချိန်စစ်သူကြီးရဲ့နောက်ဆုံးတိုက်ခိုက်မှုကဝလင်းစီတက်ဆင်းလာခဲ့ပြီဖြစ်လို့တစ်ဖက်ကလည်းကောင်းကင်ဘုံနယ်မြေထဲမှာတင်းယူတက်မြောက်ထားတဲ့ရွှေရောင်လောဝါကြီးတစ်ခုကိုဖန်တီးပေးလိုက်ပါတော့တယ်။ ဒီလဝါချက်ဟာကောင်းကင်ဘုံနယ်မြေကြီးကိုတောင်ပြိုကျပျက်စီးသွားစေခဲ့တာဖြစ်လို့ထွက်ပေါ်လာတဲ့ဖိအားတွေဟာနဆိုးစစ်သူကြီးလို့တာမန်ညောင်ညက်တယောက်ကိုယုံကြည်မှုတွေတဖြည်းဖြည်းပျက်စီးသွားစေခဲ့ပြီးမော်လီဟိုင်ဘက်ကလက်လျှော့လိုက်ပြီးဆိုတာနဲ့ဝက်လင်းကလည်းလဝါတိုက်ကွက်ကိုချက်ချင်းပြန်ဖြတ်ပေးလိုက်ပါတယ်။မော်လီဟိုင်ကနှက်တကိုးလဝါအကွက်ကိုတေးချတက်ကြွအောင်မတင်ကြရသေးဘူးမလားဆိုပြီးမယုံနိုင်စွာမေးမြန်းလာတဲ့အခါဒီလိုဆိုရင်နောက်တစ်ကြိမ်ထဆန်းကြည့်ကျင်သေးလားဆိုပြီးဝက်လင်းကလည်းခက်တီတီပြန်ဖြေပေးလိုက်တာကြောင့်အကြီးကဲတွေလည်းအလွန်အံ့အသင့်သွားခဲ့ရပါတယ်။ ဒီလိုအစွမ်းထက်တိုက်ွက်မျိုးကိုတရေသားပြောင်းလဲခြင်းအဆင့်ကျင့်ကြံသူတယောက်အနေနဲ့တကြိမ်ထုတ်သုံးပြီးတဲ့အခါတိုင်းတံပြန်တက်ရောက်မှုခံစားရနိုင်ခြေရှိတာကြောင့်အခုလိုပုံရိပ်ရောင်တစ်ခုပြပြီးပြန်ရုပ်သိမ်းလိုက်တာဖြစ်မှန်မော်လီဟိုင်နားလေသဘောပေါက်သွားခဲ့ပြီးဝလင်းရဲ့လက်ရှိတိုက်ပွဲစွမ်းရည်ကသူနဲ့တောင်နှိုင်းရှင်းနိုင်စွမ်းရှိနေမှန်သုံးသပ်မိလိုက်ပါတော့တယ် ဲ့ဒီနောက်73တို့ခေါ်တဲ့ရှီဆန်းပယောင်းနေတယ်လဲဆိုပြီးဝလင်းမိတဲ့အခါမောလီဟိုင်ကသူတို့တွေဟာညီအကိုတွေဖြစ်သွားပြီးမှရှီဆန်းကိုချက်ချင်းပြန်လွတ်ပေးလိုက်ပြီးသူခုအခန်းအောင်ကျင့်ကြံနေခြင်းကခန္ဓာကိုယ်တက်မလာဖို့ဖြစ်ကရှီဆန်းစီကနေနီးလက်ရှာဖွေနေတာဆိုပြီးတေချာရှင်းပြလိုက်ပါတယ် ဒါပေမဲ့ဝမ်လင်းကနဆိုးမျိုးတော်ကြီးကို10မိုင်ကျော်လောက်ဖြစ်စီပစ်ခဲ့တာကြောင့်ပြန်ပေးဆက်ရလိမ့်မယ်ဆိုပြီးသတိပေးလာတဲ့အခါဝမ်လင်းကဘလို့ဖြစ်စေချင်လဲဆိုပြီးတင်းငိမ့်စွာရင်ဆိုင်လိုက်တော့မော်လီဟိုင်ကနောက်သုံးလကြရင်ကောင်းကင်နဆိုးမျိုးမှာနဆိုးစစ်သူကြီးတွေကြားပြိုင်ပွဲတစ်ခုရှိနေတာကြောင့်ဝမ်လင်းကသူ့ဘက်ကနေဝင်ရောက်ကူညီပေးရမယ်ဆိုပြီးဒစိပ်ပြတစ်ခုထုတ်ပေးလိုက်ပါတယ် မောလီဟိုင်ဆိုသူကဗိုလ်ချဆိုမိုးလုံးပေမဲ့စေတနာစစ်မှန်သူဖြစ်လို့ဝက်လင်းဘက်ကသဘောတူပေးလိုက်တဲ့အခါမောလီဟိုင်ကညီလေးဝန်အဖြစ်ပြောင်းလဲခေါ်ဆိုလာခဲ့ပြီးသူ့ရဲ့လက်ထောက်စစ်သူကြီးအဖြစ်ယာရူတန်တိုးပေးလိုက်ပါတယ်။ဒါအပြင်စစ်သူကြီးပြိုင်ပွဲမှာသူနိုင်ရရှိလာတဲ့အခါကျရင်နဆိုးဧကရစ်ထံမှာစစ်သူကြီးယာရူကိုစားတောင်းယူပေးမှဖြစ်တယ်လို့မြို့တစ်မြို့ကိုအပိုင်စားပေးအပ်ကချက်ဝတ်တက်တာတသိန်းကိုလည်းဥဆောင်ခွင့်ပြုမယ်ဆိုပြီးမောလီဟိုင်ကတိပေးလိုက်ရင်ကဒီအပိုင်လဲပြီးဆုံးသွားခဲ့ပါတော့တယ်။ ဒီပိုင်းမှာတော့ဝလင်းရဲ့တိုးတက်လာတဲ့ဆွမ်းအားတွေတပည့်တွေအပေါ်မှာတာဝန်ယူမှုအပြည့်ရှိတဲ့ဘိုးဘေးဆရာတူအဖြစ်ရင်းကျက်လာတဲ့စိတ်ဓာတ်နဲ့ပုံမမြင်မာတဲ့စိန်ခေါ်မှုတွေကိုဆက်လက်ဦးတည်စေမဲ့လမ်းကြောင်းတစ်တစ်ခုကိုတေချာမြင်တွေ့လိုက်ရသလိုတာအိုရောင်းရင်းတွေအနေနဲ့ကြီးစုပြီးသွားလို့ကြိုက်နှစ်သက်ကြတဲ့ဆိုရင် like လုပ်ပေးခဲ့ကြဖို့အတွက်ထပ်မံတောင်းဆိုလိုက်ရင်ကနောက်ပိုင်းတင်မှာပြန်လည်တွေ့ဆုံကြပါမယ်